တမန်တော်အခိုင်း23အခန်းငယ်17ကိုဖတ်ရအောင်ပါ။နတ်ဖန်နှင့်ညတွင်တခင်ဖျားသည်ပေါ်လူအနာ၌ပေါ်လာတော်မူလျက်ပေါ်လူမစိုးရိမ်နဲ့ငါဤအကြောင်းအရာကိုတင်သည်ယေရုရှလင်မြို့၌တတ်သေးခံပြီးသည်နေတူယောမမြို့၌လည်းခံရလေအုံးမီဟု မိန်တော်မူ၏။တခင်ယေရှုခရစ်တော်ကပေါ်လူအနာမှာ လာပြီးတော့ဘောလို့မစိုးရင်နဲ့တဲ့အဲ့ဒီအချိန်မှာပေါ်လို့ကဘယ်နေရာမှာရောက်နေတယ်လဲသိလားထောင်ကျနေတာအချုပ်ကျနေတာတခင်ယေရှုကအနာမှာ ပေါ်လို့ဘာမှမစိုးရင်နဲ့ယေရုရှလင်မြို့မှာငါရဲ့အေးဝံကလေးတရားကိုမင်းဟောပြောတဲ့အတိုင်ယောမမြို့လမှာလဲဆက်ပြော့ဟောရမယ်ဆိုပြော့ပေါ်လို့ကိုလာပြောပြတယ်ဒါပေမဲ့အဲ့မှာ ပြဿနာတစ်ခု မာယွင်းနဲ့ဘာသာရေး စာရမဏေရဲ့နောက်လိုက်တွေကပေါ်လို့ကိုတတ်ဖို့အကြံအစီလောက်ကြတယ်ဆိုတာကျွန်တော်ဆက်ဖတ်ရင်တွေ့ရမယ်။တခင်ယေရှုကသူ့ရဲ့အေးမုန်လေးတည်င်းကောင်းကိုယောမမြို့အထိသွားပြော်ဟောပြောဖို့ရန်ဆေလွတ်မဲ့တမန်တော်ပေါ်လို့ကိုယုဒဘာသာရေးမှာစိတ်အားထက်သာနေကြတဲ့လူဘယ်နှယောက်လဲ၄၀ထက်မကတော့သူတို့က ပေါ်လို့ကိုမတတ်မချင်းကျွန်တော်တို့ထမင်းမစားဘူးရေလည်းမတောက်ဘူးဆိုပြတော့သူတို့ဒိတ်ထံပြုတ်နေတယ်အဲ့ဒါသူတို့ကဖယားသခင်အတွက်ကောင်းတဲ့အမှုကိုသူတို့လုပ်နေတယ်ထင်နေတာအမှန်တော့သူတို့ကဘယ်သူအမှုကို လုပ်နေတာလဲစာရန်ရဲ့အမှုကိုလုပ်နေတာပေါ်လို့ကိုတတ်ဖို့ထမင်းမစားဘူးရေလည်းမတောက်ဘူးမတတ်မချင်းငါတို့ဒိတ်ထံပြုတ်တယ်ဆိုပြတော့ယူဒဘာသာရေးကောင်းဆောင်တွေစီမှာလည်းအကြောင်းတော်ကြားတယ်သူတို့ကဘယ်လိုဘယ်လိုတော့ပြောတယ်လဲဆိုရင် သူ့ကိုမယမကလွတ်တော်မှာခေါ်ခေါ်လာအောင်သွားတောင်းပေးပါယူဒဘာသာကြီးကောင်းဆောင်နေစီမှာအဲ့ဒီလူ40ကျော်ကသွားတောင်းတာကျွန်တော်ရဲ့လွတ်တော်မှာသူ့ကိုစစ်ဆဲစရာရှိတယ်ဆိုပြတော့မယမကခေါ်လာပါခေါ်လာတဲ့လမ်းမှာကျွန်တော်ကြားဖြတ်ပြတော့ပေါ်လို့ကကျွန်တော်တတ်မယ်ဆိုပြတော့ယူဒဘာသာကြီးကောင်းဆောင်တွေကိုအကြောင်းကြားတယ်ယူဒဘာသာကြီးကောင်းဆောင်တွေရောသဘောတူလားမတူလားတူတယ်ကဲ ဒီမှာအဓိကသင်ခန်းစာလာတော့မယ်အဲ့ဒါလို့သူတို့တတ်မယ်ပေါ်လို့ကိုမတတ်မချင်းသူတို့သမင်းလည်းမစားဘူးရေလည်းမတောက်ဘူးဆိုတော့ဒိတ်ထန်ပြုတ်နေတဲ့အကြောင်းကို ပေါ်လို့ရဲ့တူလေးကကြားသွားတယ်အခန်းငယ်16မှာထို့တို့လန်းနာ၌ချောင်း၍နေကြသည်အမှုကိုပေါ်လို့ဤတူသည်ကြားလျင်ရဲတိုက်แท้သို့ဝင်၍ ပေါ်လူအားကြားပြောလေ၏ကဲပေါ်လူမှာတူလေးတယောက်ရှိနေတယ်ဆိုတာဒီကြမ်းချက်မှာကျွန်တော်တို့ကိုပြောပြထားတယ်ပေါ်လူကိုတတ်မဲ့အကြောင်းသူ့ရဲ့တူလေးကကြားတဲ့အခါကျတော့ချက်ချင်းပဲပေါ်လူကိုတော့ပြောတယ်ပေါ်လူကစစ်သူရဲ့တယောက်ကိုခေါ်ပြောပါလို့လဲစစ်သူကြီးထံမှာအမြန်တော့ပြောလိုက်ပါအဲ့လိုတော့ပြောတဲ့အခါမှာစစ်သူကြီးကဘာတွေကိုဆက်လောက်သွားတယ်လဲဆိုရင် စစ်သူရဲ့အယောက်200မင်းစစ်သူရဲ့အယောက်80ပြီးတော့လှန်ကင်တဲ့စစ်သူရဲ့200အားလုံးပေါင်း480နဲ့ပေါ်လို့ကိုယူအဲ့ဒီယူဒလူတွေကမတတ်အောင်ခေါ်သွားတယ်အဲ့ခေါ်သွားတဲ့အခါဘယ်သူစီရောက်သွားလဲဆိုရင်ပြည်နယ်ဝန်ကြီးစီမှာရောက်သွားတယ်တခင်ဖရာရဲ့အစီအစဉ်ကအဲ့ဒီဝန်ကြီးတွေစစ်သူရဲ့ လွတ်တော်အဖွဲ့အစည်းတွေအေးဝံကလေးတည်င်းကောင်းကိုဘသူမှသွားပြောလို့မရမယ့်လူတွေကိုပြောပြဖို့ပေါ်လို့အဖမ်းခံဖို့ခွင့်ပြုတယ်။တခိတ်ဖရာရဲ့အစီအစဉ်ကိုချစ်ယုံကြည်သူအသက်တာမှာဖရာတခင်ကဘယ်တော့မှအမှားမလုပ်ဘူး။အာမင်။ဒီမှာပေါ်လို့လေပေါ်လို့ပြောပြပြီးသားယေရုရှလင်မြို့မှာအေးဝံကလေးငါရဲ့အကြောင်းကို ပြောတဲ့အတိုင်းယောမမျိုးအထင်မြင်ပြောရမယ်တဲ့။ဒါမဲ့သူ့ရဲ့ ခရီးစဉ်ကချောမွေ့လားမချောမွေ့ဘူးဒုက္ခမျိုးမျိုးတော့ဖြတ်တန်းခဲ့ရတယ်သခင်ယေရှုရဲ့အလိုတော်ကဘာလဲလူမျိုးတကာစီမှာအေဝံဂေလိတည်င်းကောင်းကိုဟောပြောဝင်ငှဖို့ဖြစ်တယ်ပြည်နယ်ဝန်ကြီးကလည်းတပါအမျိုးသားယူဒလူမျိုးမဟုတ်ဒါပေမဲ့သခင်ယေရှုကသူ့ရဲ့အေဝံဂေလိတည်င်းကောင်းကိုကြားနာစေခြင်းတယ်ဘာကြောင့်လဲကဲတင်ဖို့အလိုတော်ရှိတော့ကြောင့်သူတို့လည်း ်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းအေးဝန်ကလေးတည်င်းကောင်းကိုကြားနိုင်ဖို့ပေါလုကိုအသုံးပြုတယ်နော်ဆက်ပြီးတော့ကျွန်တော်ဖတ်မယ်ဆိုရင်ဘာကြောင့်ပေါလုကိုယူဒလူမျိုးတွေကဒီလိုဖမ်းပြော့ဒီလိုတတ်ဖို့လုပ်နေတာလဲဆိုတာကိုထွက်ဆိုခိုင်းတဲ့အခါမှာပေါလုကအေးဝန်ကလေးတရားကိုအဲ့ဒီမှာပဲဟောဟောသွားတယ်ယေရှုခရစ်တော်ဟာအပြစ်ရှိသောသူတို့အတွက်အသေးခံပြတော့၃ရက်မြောက်သောနေ့မှာသေခြင်းကနေထမြောက်တော်မူပြတော့ကျွန်တော်လည်းအရင်တုန်းကတော့မယုံခဲ့ဘူး ယေရှုယုံတဲ့လူတွေကိုကျွန်တော်ကိုယ်တိုင်ကလည်းမြင့်ဆဲတယ်ထောင်ချတယ်ဖန်ဆီးတယ်ဓမ္မသက်မြို့မှာယေရှုကိုယုံကြည်တဲ့လူတွေကိုကျွန်တော်ဖန်ပြော့ထောင်ချဖို့ကျွန်တော်သွားနေတဲ့အချိန်မှာယေရှုခရစ်ကိုတော်တိုင်ကကောင်းကင်ကနေကျွန်တော်ကိုစကားပြောတယ်ယေရှုခရစ်ကိုတော်တိုင်ကကျွန်တော်ကိုမျက်နှာတော်ပြတယ်အဲ့ဒီအချိန်မှာပေါလောကဘာဖြစ်သွားလဲတမန်တော်ဝတ်ထုအခိုင်အကိုမှာပေါလောကမျက်စိကန်းသွားတယ်တကယ်ချစ်အခုယေရှုခရစ်တော်ဘယ်မှာရှိလဲ ကောင်းကင်နိုင်ငံမှာဘုံအသေးနဲ့နေတယ်ပေါလုကိုယေရှုရဲ့မျက်နာတော်ကိုမြင်ခိုင်းတဲ့အခါမှာပေါလုကဘာဖြစ်သွားလဲမျက်စိကန်းသွားတယ်တကယ်ယေရှုရဲ့ဘုံတော်ရောင်ခြေကဘလောက်ပြင်းထန်တယ်လဲတကယ်ယေရှုကိုအဲ့လိုဘုံတော်အပြည့်အဝနဲ့မြင်ချင်းလားမြင်ချင်တယ်ကောင်းရင်ရောက်ရင်မြင်မယ်အခုတော့မမြင်ချင်နဲ့ပေါ်လို့တော့ဘာဖြစ်သွားလဲမျက်စိကန်းသွားတယ်လေနော် เนาะဒါလေးတွေဟာယေရှုခရစ်တော်အသက်ရှင်နေဆိုတာကိုကျွန်တော်တို့သိနိုင်ဖို့သခင်ဖျားပေးတဲ့တမန်တရားကျွန်တော်တို့ယုံကြည်ခြင်းတည်ရမယ့်နေရာဖြစ်တယ်သခင်ယေရှုရဲ့တမန်တရားအပေါ်မှာတည်ပါကဲဟုတ်ပြီအဲ့ဒီမှာပေါလုကဝန်ကြီးချုပ်တွေလွတ်တော်အဖွဲ့ဝင်တွေ စစ်သူရဲကြီးတွေယေရှုခရစ်တော်ရဲ့အင်းဝင်လေးတည်င်းကောင်းကိုကြားနာနိုင်အောင်တခေယေရှုကပေါလုကိုအသုံးပြုသွားတယ်။ပြီးရင်ယောမမျိုးကိုသွားဖို့အစီအစဉ်လဲထတ်လုပ်တယ်။အဲ့ဒီမှာသင်္ဘောနဲ့သွားတယ်ခရစ်စင်ကချောမွေလားမွန်ချောမွေဘူး။အဲ့ဒီမှာလေမုန်တိုင်းတွေမျိုးမျိုးဒုက္ခရောက်တယ်။ဒါပေမဲ့အဲ့ဒီကျွန်းတွေကျွန်းတွေမှာသူတို့သွားတဲ့လမ်းမှာကျွန်းတွေမှာရှိတဲ့တဘာအမျိုးသား အေးဝံလေးတရင်ကောင်းကိုတခါမှမချားဘူးမဲ့တူရီစီမှာပေါ်လို့ကအေးဝံကလေးတရင်ကောင်းဟောပြောရတဲ့အခွင့်ဘာလို့လဲရသွားတယ်တခင်ဖျားအမှားလားမမှားဘူးကဲနောက်ဆုံးဒီယောမမျိုးရောက်သွားတယ်ယောမမျိုးမှာနှစ်နှစ်လုံးလုံးအေးဝံကလေးတရင်ကောင်းကို ဟောပြောရတဲ့အခွင့်ကိုရသွားတယ်များစွာသောလူတွေလည်း ငရဲကြမဲ့သူအဖြစ်ကနေကဲတင်ချင်းမရသွားဘူးလားရသွားတယ်ဒါပေမဲ့ကြားနာတဲ့လူတိုင်းကတော့ယုံလားမယုံပေမဲ့မယုံတဲ့လူတွေလည်းပဲသခင်ယေရှုရဲ့တရားပလင်တော်ရှေ့ကိုရောက်တဲ့အခါမှာဘာမှအစင်ချင်းပေးစရာသူတို့မှရှိမှာမဟုတ်ဘူးငါရဲ့တမန်တော်တွေငါဆေလွတ်တယ်ငါရဲ့ကဲတင်ချင်းတည်င်းကောက်ကိုလာဟောခိုင်းတယ်မင်းတို့ယုံမမယုံချင်တာဆိုပြတော့သူတို့မှာเนาะစင်ချင်းပေးဖို့ရှိဦးမလား မရှိဘူးကဲဒါဆိုရင် နောက်ဆုံးကျွန်တော်အချင်းချင်းဝအောင်ဒီလူငယ်လေးအချောင်းကို နောက်ထပ်ကြမ်းချက်တွေမှာဘာမှမပေါ်ပြတော့ဘူးသူဟာနာမည်ကြီးလားမကြီးဘူးဒါပေမဲ့ပေါ်လို့ရဲ့အသက်ကဲတင်တဲ့အဲမှာတခင်ဖရာတော့အဓိကဖြစ်ပေမဲ့တခင်ဖရာအတုံးပြုတဲ့လူမှာအဓိကလူဖြစ်နေတယ်နော်ပြီးရင်ပေါ်လို့က separate အေးဝင်ကလေးတမာတရားကိုနေရအနှံ့မှာဟောပြောနိုင်ဖို့သူ့ရဲ့ပါဝင်မှုဟာ နည်းနည်းလေးထင်ရပေမဲ့အရေးမကြီးဘူးလားအရေးကြီးတယ်အေးဝုံကလေးတရားအစစ်အမှန်ကို လူတွေချားနိုင်ဖို့ဒီလူငယ်လေးလိုပဲဟောပြောမဲ့လူကိုစေလွတ်တဲ့နေရာမှာသင်ပါဝင်နိုင်တဲ့ဃာနမှာဘာလို့ရမလဲပါဝင်ပါသင်ကိုယ်တိုင်မပြောနိုင်ရင်လည်းပြောနိုင်မဲ့လူတွေကိုသူတို့ပြောနိုင်အောင်သင်ပါဝင်နိုင်တဲ့နေရာလေးမှာဘာလို့လဲပါဝင်လိုက်မယ်ဆိုရင် ဆိုလိုတာကကျွန်တော်ရဲ့ပါဝင်နိုင်တဲ့ဂါနတွေကတူချင်မတူမယ်ပါဝင်နိုင်မဲ့နေရာမှာပါဝင်တဲ့သူဖြစ်ပါအာမင်အဓိကကတော့အေးဝံကလေးတည်င်းကောင်းအခုလည်းအေးဝံကလေးမဟုတ်တဲ့အေးဝံကလေးကိုဟောတဲ့လူတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒီလိုအဲ့အဲ့ရကိုတော့တော့အာမပေးနဲ့အစိုက်ပင်ကိုအရေလောင်းတယ်လို့ဖြစ်မယ်နော်အေးဝံကလေးမဟုတ်တဲ့အေးဝံလေးဟောတဲ့လူတွေကဘယ်သူတွေလဲသိလား ကြားမှာချမ်းသာတရားတွေယေရှုကိုငါတို့ယုံရင်ကြားမှာရမယ်ချမ်းသာရမယ်ယေရှုကိုခေါ်ကြည့်လိုက်ယေရှုကိုယုံရင်ငါတို့ချမ်းသာရမယ်မီလီယနာဖြစ်ရမယ်အဲ့ဒါတွေဟောတာကိုကြားဘူးလားမကြားဘူးရင်လည်းတော်သေးတာပေါ့ကောင်းပါတယ်မကြားတာပဲကောင်းတယ်အေးဝံကလေးတခရင်ရှုမဟောခိုင်းတဲ့အေးဝံကလေးကိုဟောနေတဲ့လူတွေကိုတော့သူတို့ဟောနိုင်အောင်တော့မလုပ်နဲ့ဟောနိုင်အောင်လုပ်ရင် မှားယွင်းတဲ့အေးဝန်ကလေးတရားကိုပြန့်နှံ့စေတဲ့သူတွေထဲမှာပါသွားမယ်မကောင်းဘူးဒါကြောင့်တမချန်းစာထဲကအေးဝန်ကလေးတရားအစစ်အမှန်ကိုလူမျိုးတကာနေရာတိုင်းမြို့ရွာတိုင်းမှာရောက်နိုင်ဖို့တင်ပါဝင်နိုင်တဲ့เนาะအခန်းကဏ္ဍတွေမှာဆက်လက်ပြောပါဝင်ပါလို့เนาะတိုက်တွန်းချင်တယ်ဒီမှာအေးဝန်ကလေးအစစ်အမှန်ဆိုတာဘာလဲဆိုတာဒီမှာပိုးလို့อ่ะ ဘောလိုကအဲ့လိုအဖန်ခံရဲနဲ့ယောမလူတွေစီမာကောမြို့ဝမင်းတွေစီမာရောစစ်သူရဲတွေစီမာကောသူရောက်တဲ့နေရာတိုင်းမှာသခင်ယေရှုဟောခိုင်းတဲ့အေးဝံကလေးတရားကဒီမှာတမန်တော်ဝတ္ထုအခိုင်း26အခန်းငယ်20မှာ လူတို့သည်နောင်တရရမည်နောင်တရခြင်းနှင့်ထိုက်တန်သောအချင်းကိုခြင်းရမည်ဖျားသခင်အထံတော်သို့ပြောင်းလဲရမည်ဟု၍ဓမ္မသက်မြို့၌တေးဦးစွာဟောပြောပြီးလျင်ဂျေရုရှလင်မြို့မှဆ၍ယူဒပြည်အယက်ရ၌နေတော်သူတို့အား၎င်းတပားအမျိုးသားတို့အား၎င်းဟောပြောပါ၏ပေါ်လိုဟောပြောတဲ့အေးဝန်လေးတရားကပါလေနေတို့ယေချုကိုယုံရင်ကြားမာရမယ်ချမ်းသာရမယ်လားနောင်တရရ ်ဘာဘာအတွက်နောင်တရရမလဲဘုရားသခင်ပြညတ်တော်ကိုချိုးဖောက်ခြင်းဆိုတော့ပြညတ်တော်ချိုးဖောက်ခြင်းတင်လှုပ်ထားတဲ့အပြစ်တွေကြောင့်နောင်တရရမယ်ကဲကျွန်တော်ဘာအပြစ်တွေလှုပ်ထားလဲဘုရားသခင်ကမမှန်သောတသက်ကိုမခံနဲ့လို့ပြညတ်ထားတယ်မမှန်သောတသက်ကိုမခံနဲ့ဆိုတာဘာလို့ဆိုလို့တလဲလိမ်မပြောရဘူးလို့ဘုရားသခင်ကပြညတ်ထားတာကဲလိမ်ပြောဘူးလားဟယ်လိုလိမ်ပြောဘူးလား ဘယ်နှခါပြောဖို့လဲလိမ်ပြောတဲ့လူဘယ်သွားမလဲတိလာနောက်ဘုရားကျရင်ဘယ်သူကပြောတာလဲတခင်ယေရှုကတေချာပြောထားတဲ့ဗျာဒိတ်ကျမ်းအခိုင်27အငယ်10မှာ သစ္စာပြတ်တော်သူဆိုတာမှုသာတုံးတော်သူလိမ်ပြောတဲ့သူမမှန်သောတက်တေကိုခံတဲ့သူကငရဲမီအိုင်ထဲမှာမိမိတို့အဖို့ကို ရကြမယ်ငရဲသွားမယ်ကဲဒါဆိုရင် ကျွန်တော်လိန်ပြောဖို့တယ်ဆိုတော့နောက်ဘောကဘယ်လိုသွားမလဲဘယ်သွားမလဲဘယ်သူပြောလဲတကယ်ယေရှုခရစ်တော်ပြောတယ်ကျွန်တော်ကလိန်ပြောတယ်ဒါပေမဲ့ငရဲမချလောက်ဘူးထင်နေတာဒါပေမဲ့လူတိုင်းကိုမိမိတို့အချင်းအတိုင်းတရားစင်တော်မူမဲ့ယေရှုခရစ်တော်ကတော့လိန်ပြောရင်ခံရမယ့်အဖြစ်တန်ကဗျာရကျအခိုင်27အငယ်10မှာ အတိအကျပြောထားတယ်ငရဲပဲနော် ်ဗျာရိတ်ကျမ်းအခိုင်း27အငယ်8မှာအဲ့မှာတစ္ဆာပြတ်တော်တို့လို့ဘာသာပြန်ထားတယ်အဲ့ဒါကလိန်ပြောတာမုတာတုံးတာအဲ့ဒါကိုပြောတာလူအသက်ကိုမတတ်နဲ့လို့ဘုရားရှင်ပြင်ညာထားတယ်လူသက်တတ်ဘူးလားကိုထိလဲရောက်တော့မတတ်ကြဘူးဒါမဲ့စိတ်နဲ့လဲလွတ်ရမယ်နှုတ်နဲ့လဲလွတ်ရမယ်ကဲလူတယောက်တစုံတယောက်တော့သူကိုမုံတိလာတဲ့အခါကျတော့ဘာပြောလဲပါဇက်နဲ့တဝေထိုးတာမပြောဘူးလား ကျွန်တော်တော့အတမထွက်တော့တဝေထုတဆိုတော့မပြောဘူးလားပြောပါလေအဲ့ဒါဘာလို့ဒါလဲဖယားသခင်ရှေ့မှာလူအသက်ကိုတတ်တာအဲ့လိုပြောဘူးလားပြောပါမပြောဘူးလဲလို့လက်ထောင်မတဲအောင်မလဲမထောင်အားလုံးကပြောဖို့ရတဲ့နေဒါဆိုရင်ကျွန်တော်တို့ဗဇတ်နဲ့ဖယားသခင်ရှေ့မှာလူအသက်ကိုတတ်တာလားတတ်တလားတတ်လားတတ်တယ်စိတ်နဲ့လည်းလို့ရမယ်တဲ့ တစုံတယောက်တော့သူကိုကျွန်တော်တို့မုံတီးတဲ့အခါကျရင်ကျွန်တော်တို့စိတ်ထဲမှာမပါလို့လဲအဲ့ဒီအဲ့ဒီအဲ့ဒီလူကိုကျွန်တော်တို့မပါလို့လဲတတ်နေတာမဟုတ်ဘူးလားအဲ့ဒါဘယ်သူမြင်လဲဘုရားသခင်မြင်တယ်အဲ့တော့ကျွန်တော်တို့အချင်းကောင်းမကောင်းကိုဘုရားသခင်ကစစ်ဆေးတဲ့အခါမှာဘာကိုစစ်ဆေးတာလဲစိတ်နှလုံးကိုစစ်ဆေးတဲ့အကြောင်းမာကုအခိုင်း9မှာသခင်ယေရှုကအတိအကျပြောထားတယ်အဲ့တော့အခု တော့အခုပဲကျွန်တော်တို့ဘုရားသခင်ကပြည့်ရတော့နောက်နှစ်ခုပဲကျွန်တော်တို့ကြည့်တယ်ဘယ်နှခုနာခံနိုင်လဲတခုမှမနာခံနိုင်ဘူးအဲ့တော့လိန်ပြောတဲ့အတွက်ကျွန်တော်တို့ဘယ်သွားမလဲလူအသက်ကိုစိတ်ထဲမှာတတ်တဲ့အတွက်ဗဇတ်နဲ့လည်းလူကိုတဝေထိုးတတ်လို့ခဏခဏပြောတော့ဘုရားသခင်ကအဲ့ဒါအကုန်မှတ်ထားတယ်အဲ့ဒီအတွက်ဘယ်သွားမလဲငရဲသွားမယ်အဲ့ဒါကြောင့်ယေရှုဒီလောကမှာလူစားတိအဖြစ်ကိုခံယူပြီးတော့ကျွန်တော်တို့မချစ်နိုင်တဲ့ ပညာအားလုံးကိုသူကျင့်သွားတယ်ကျွန်တော်တို့ပညာတော်ချိုးဖောက်ခြင်းကြောင့်ကျွန်တော်တို့ကျိုးလွန်တဲ့အပြစ်ကျွေးတွေအားလုံးကိုဆက်ပေးဖို့လက်ဝါးကားတယ်မှာအသေးခံတယ်၃ရက်မြောက်တော့နေမှာဒေခြင်းကနေထမြောက်တယ်ယနေ့အသက်ရှင်သောတပါတီသောကယ်တင်ရှင် ဖြစ်သောကြောင့်ယေရှုခရစ်တော်ရဲ့အေးဝန်ကလေးတရားကိုကျွန်တော်တို့ဟောရမယ်ဘောလုကလည်းအဲ့ဒီတရားကိုဟောတယ် အဲ့ဒီအေးဝံကလေးတရားကိုကြားနာပြတော့ယေရှုခရစ်တော်ကိုယုံကြည်မှလဝါကားတိုင်းမှာကျွန်တော်တို့ရဲ့အပြစ်ချွေးကိုဆက်ပေးတဲ့ယေရှုခရစ်တော်လှုပ်ဆောင်ပေးတဲ့အပေါ်မှာအမေပြုမှကျွန်တော်တို့ရဲ့အပြစ်ကိုလွတ်တာပြီးရင်ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းအဖြစ်သတ်မှတ်တာအဲ့ဒီအေးဝံကလေးတည်င်းကောင်းကို ပေါ်လို့ကိုဟောခိုင်းတာကျွန်တော်တို့ကိုလည်းဒီနေ့အထိဟောခိုင်းတာဒါကြောင့် အဲ့ဒီအိဝံဂေလိတရားအစစ်အမှန်ကိုလူမျိုးတကာတို့စီမှာ ရောက်နိုင်အောင်ဒီလူငယ်လေးလိုပဲသင်ပါဝင်နိုင်တဲ့အခန်းကဏ္ဍလေးမှာပါဝင်ပါဒီလူငယ်လေးလည်းသူပါဝင်နိုင်တဲ့နေရာမှာသူကိုယ်တိုင်မဟောပြောနိုင်ပေမဲ့မဟောပြောပေမဲ့ဟောပြောနိုင်တဲ့သူ့ရဲ့ဦးလေးပေါ်လို့ကိုတေတွင်းထဲကနေကေတင်တော်သူတွေထဲမှာသခင်ယေရှုအတုံးပြုတဲ့သူ ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့လည်းအေးဝံကလေးတရားယေရှုခရစ်တော်ရဲ့အေးဝံကလေးတရားကိုလူမျိုးတကာတို့စီမရောက်နိုင်ဖို့ရန်သခင်ယေရှုရဲ့အသုံးတော်ခံတော်တဆပလာ အသေးအသေးဖြစ်နိုင်ဖို့သင်တို့အယောက်စီတိုင်းကိုဖခင်သခင်ကောင်းချီးပေးပါစေ။